ပြည်ပမှာတင်းရှောင်နေထိုင်နေတဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းရင်လတ်ရှင်နာဝတ်ထရာကိုသူအစိုးရလက်ထက်ဆန်ဝယ်ယူရေးအစီအစဉ်မှာနိုင်ငံတော်ဗဏ္ဍာငွေဆုံးရှုံးမှုတွေအတွက်အမေရိကန်ဒေါ်လာတန်300ကျော်ပြန်ပေးဆက်ဖို့ထိုင်းတရားရုံးကစက်တပရီနေ့ကအမိန့်ထုတ်လိုက်ပါတယ်။2017ကနေ2014ဝန်ကြီးချုပ်တက်တန်းအတွင်းမှာအစိုးရကလေသမားတွေစီကဆန်ဝယ်ယူပြီးထောက်ပံ့ရေးအစီအစဉ်ဟာသူအစိုးရရဲ့အဓိကမူဝါဒတစ်ခုဖြစ်ခဲ့ပါတယ်။ ိုင်းနယ်သမားတွေအတွက်ဝင်ငွေတိုးမြှင့်မှုရည်ရွယ်ပြီးစံစည်းကွက်ပေါက်ဈေးထက်90ရာခိုင်နှုန်းပေးပြီးဝယ်ယူရေးအစီအစဉ်ဟာလက်တွေ့မှာမျှော်မှန်းသလိုမဖြစ်ခဲ့ပဲစံတွေပူရှံပြီးတိုးလောင်ထားခဲ့ရတဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ထိုင်းနိုင်ငံဟာကမ္ဘာစံတင်ပို့မှုဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပေမဲ့အစိုးရစံဝယ်ယူရေးအစီအစဉ်ဟာမျှော်မှန်းသလိုမဖြစ်ခဲ့လို့အချိုးမြန်လည်းမရခဲ့ပါဘူး။ထိုင်းလေသမားတွေကတော့အခွန်တန်းပြည်သူတွေရဲ့ဗန်နာငွေနဲ့ပေးချေခဲ့ရတာမှဒေါ်လာဘီလီယံနဲ့ချီပြီးကုန်ကြခဲ့ပါတယ်။ 2014ခုနှစ်မှာထိုင်းစစ်တပ်ကအာဏာသိမ်းခဲ့ပြီး2016ခုနှစ်မှာအစိုးရကဗန်နာငွေဆုံးရှုံးနှိမ့်နှံမှုတွေအတွက်ဝန်ကြီးချုပ်ဟောင်းရင်လက်ကို American Dollar 1 Billion ပြန်ဆက်ဖို့တရားရုံးကဆုံးဖြတ်ခဲ့ပါတယ်။ဒီမှုမှာဝန်ကြီးချုပ်ဟောင်းကိုတာဝန်မဲ့မှုအတွက်လည်းတရားစွဲဆိုခဲ့ပြီး2019ခုနှစ်တရားခွင်မတိုင်ခင်ကစပြီးပြည်ပထွက်တင်းရှောင်နေကြတာလည်းဖြစ်ပါတယ်။အခုတော့အရင်ချမှတ်ခဲ့တဲ့ဒေါ်လာ1 Billion အစားဆုံးရှုံးနှိမ့်နှံမှုတွေရဲ့90%ခန့်လုံးဖြစ်တဲ့ ဒေါ်လာတန်300ကျော်ကိုပြန်ဆက်ဖို့တရားရုံးကပြန်ပြောင်းဆုံးဖြတ်ခဲ့တာပါ။ရင်လက်ကတော့ဒီဆုံးဖြတ်ချက်ဟာသူ့အတွက်နားလည်ဖို့ရောလက်ခံဖို့ရောခက်ခဲတယ်လို့သူ့လူမှုကွန်ရက်မှာရေးသားခဲ့ပြီးဒီငွေပမာဏဟာသူ့တသက်ပြန်မဆက်နိုင်တဲ့ပမာဏလို့လည်းရေးသားထားပါလေ။သူ့ရဲ့ရှင်းလင်းတွေကတော့ဒီတရားရုံးဆုံးဖြတ်ချက်ဟာအပြည့်အပြည့်မဟုတ်သေးပဲနောက်ထပ်သက်တည်အထောက်အထားသစ်တွေနဲ့ပြန်လည်ခြေပသွားမယ်လို့ပြောဆိုပါလေ။ဘယ်လိုပဲဖြစ်ဖြစ် ဒီတရားရုံးဆုံးဖြတ်ချက်ဟာထိုင်းနိုင်ငံမှာနိုင်ငံရေးဩဇာအကြီးဆုံးမိသားစုတစုအတွက်ရောထိုင်းအုပ်ချုပ်ရေးမှန်တိုင်းအတွက်ပါနောက်ထပ်မသေးချာမေးရမှုတွေဖြစ်ပေါ်စေခဲ့တာလည်းဖြစ်ပါလေခင်ဗျာ။